revamp လုပ်ပြီးကျွန်တော်တို့ဒီနောက်ပိုင်း MPL တွေမှာတိတိတတမြင်တွေ့လာရတာကခင်မီပဲဖြစ်ပါတယ်အသိန်းကြီးတွေကိုတိုင်ကဒီခင်မီကိုမင်းလင်းရောဂိုးလိမ်မှာပါထားပြီးတော့အဆုံသုံးကြတယ်နောက်ဆုံးဆော့ခဲ့တဲ့ MPL ဝိတွေမှာဆိုလို့ရှိရင် first pick တည်ယူရလောက်တဲ့အထိကိုဒီ hero ကတော်တော်လေး OP ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ခင်စီပဲဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုလေးကတော့ခင်မီနဲ့ပတ်သက်ပြီးတော့မင်းလင်းမှာထားသုံးရင်ဘလို့ play style တွေနဲ့ဆော့လို့ရလဲသူ့ရဲ့အားသာချက်အားနည်းချက်တွေက ဘလို့ရှိလဲစသဖြင့် MPN နဲ့တောင်းနမန့်တွေကိုအခြေခံပြီးတော့နည်းနည်းလေးပြောပြမယ်အရင်ဆုံးဒီကောင်းကိုမြင့်မာထားဆော့တယ်ဆိုတာအာလီလိန်နဲ့မချတ်မေရှိရိုတော်တော်များများကိုအသာဆော့လို့ရတယ်အခုလိုမျိုးအနီအောင်အတန်းပြင်းပြင်းနေသလိုခရစ်ဒါမှမဟုတ်ဟီးရိုးတွေကိုထိအောင်ပစ်ပြီးအာလီဂိတ် မြစ်မှာအသေးဖြဲဆော့လို့ရတယ်အဲ့ဒါကြောင့်မလို့ဆလာတဲ့ကဘတ်ကူရင်နဲ့ဂျန်ကယ်ခရစ်တွေကိုတခါတည်းပြစ်သွားတယ်ဒီမှာဆိုလဲယေဟစ်ကီစတာလီယန်ပက်စစ်စုဖို့စောင့်နေတယ်အဲ့လိုမျိုးစတာလီယန်ပက်စစ်တပတ်လောက်ထိစုသွားတယ်ပြီးတာနဲ့လိမ်းမှာအသေးဖြဲဆော့တယ်လိမ်းမှာတာရင်တာသလိုအဲ့လိုမျိုးတစ်ဖက်မေ့ချ်ကိုခရစ်လွတ်အောင်လုပ်ပြီးတော့လိမ်းဖရီးဆော့တာမျိုးတွေပြီးရင်ကင်မီကတူပက်စစ်အပြည့်နဲ့ဆိုရင်အလက်ခရစ်ရှင်းရတာအယမ်းမြန်တယ်အဲ့အတွက် အလဲခရီးမြင်မြန်ရှင်းပြီးပဲ rotation လုပ်မလားကိုအဆင်ပြေသလိုလုပ်လို့ရတယ်ဒီမဲ့သားအာလီအင်ပတ်များပါတယ်ဆိုတဲ့ဇူစင်းတော့မစ်ခရီးရှင်းရတာဘာညာတိုင်ပတ်တယ်ဒါမဲ့ကင်မီကအဲ့လိုပြဿနာတွေမရှိဘူး passive စုတဲ့အခါမှာလဲတာတယ်ကိုပဲပြစ်မလား jungle creek minion hero ကိုအဆင်ပြေသလိုစုလို့ရတယ်တော်တော်လေးကို comfort ဖြစ်တယ်နောက်ထပ်ကင်မီရဲ့ stallion passive က ပြင်ပြင်းနေသလို AOE လည်းဖြစ်တယ်စုနေရင် crowd တစ်ခုလုံးပြုံထိမှာဒါအပြင်အားလီမှာလည်းအိုက်တန်အောင်မလို့ပဲ damage ထွက်တာ ဖြစ်တဲ့အတွက် glowing one sky piazza တို့လိုအဖြစ် item တွေထဲဆော့မယ်ဆိုရင်တော့အဆင်ပြေတယ် melakukan retribusi oh. on point. Memutar pasukan dari TP Ketron kali ini mundur ke arah pelanggan. Kehilangan seorang Anavel bersama dengan seorang Luke. Akan menjadi poin kill sangat mahal bahkan di health skill. Now that, Moment Speed ini. ဒီကောင်ရဲ့ skill 1ဝေါ်ကျော်သွားတာကြီးကလည်း pro player တွေလက်ထဲမှာတော်တော်ဆုဆုပဲမင်းလိန်နာတကောင်အနေနဲ့ရှီတင်ရှီထိုက်တဲ့ SK spare တစ်ခုပါတယ်လို့လည်းဆိုရမယ် Brother တို့မှတ်ထား Mimage တွေမှာ SK spare ပါတယ်ဆိုရင် base shot လို့တိတ်ကောင်းတာဒီမှာဆိုရင် ဇူစင်းကတမင်အစွဲခံလိုက်တယ်အာတီတုံးပြီးတော့ပြန်သီးသွားတာစသဖြင့်ပေါ့အဲ့ဒါကြောင့်ကီမီနဲ့ဆိုလို့ရှိရင်လည်းဟိုဘက်ကအဲ့လိုမျိုးလာရင်ရောက်အောင် escape မယ်ပြီးရင်ကျွန်လာတဲ့ကောင်ကိုပြန်သီးပေးလို့ရတယ်စားသဖြင့်ပေါ့ဒါကနချက်ကိကောမူကနပလကနစဘချောမန်သူတက်တိဖနမကမကင်းင်ကန်ပရစာဒီအနာဖဲလ်ပရစဒီဘာကတပတိဒါနစမစ်ဝဲခလီနီရန်လုကပြီးရင်လေကျွန်တော်အကြံပေးချင်တာကင်မီနဲ့ပြစ်မယ်ဆိုရင်ကိုကအသက်နိုင်ဆုံးဒီဝေါ်အထူတွေနားမှာ ကတ်ပြီးတော့ပြစ်ပေးအဲ့လိုဘက်တဲ့ position မျိုးတင်ချယူနိုင်မှာတဖက်ကလည်းကိုကိုအင်းရတာခတ်တယ်လို့ကိုကိုတိုင်ကလည်း escape ရတာပို့ပြီးတော့အဆင်ပြေတယ်အဲ့လိုမှမဟုတ်ပဲဒီကောင်ရဲ့ SK1 က wall တွေဘာတွေဘာမှမရှိဘဲနဲ့ဒီတိုင်း plane တုံးမိတယ်ဆိုလို့ရှိရင်တိတ်ပြီးတော့ဘာမှမထူဘူး wall နဲ့တင်ချတုံးမှ escape ရတာပို့ပြီးတော့အဆင်ပြေမှာနောက်ထပ်ဒီကောင်ရဲ့ SK2 က immobilize ဖြစ်မယ်အနောက်ကိုထောက်ရှောက်ပောက်သွားတဲ့၃កောင်ရှိရင်၃កောင်လုံးကရက်နေမှာ basic အသက်ပြစ်တာကလည်း လမ်းလျှောက်ပြီးတော့ပြစ်လို့ကရာသေးတယ်အဲ့ဒီအတွက်မင်းမစ်တကောင်အုံနေနဲ့တုံးမယ်ဆိုရင်ဖမ်းရတာတော်တော်လေးကိုခက်ပါတယ်ဒါအပြင် vision လဲ provide ပေးနိုင်တယ် long range ကနေခြုံစစ်တာတွေဘာတွေလဲရတယ်ဘတ်ဆောင်သုံးလို့ကိုရတာပြီးတော့တော်တော်များများတိကျတဲ့ combo ultimate ကိုပစ်လိုက်တယ်အဲ့ဒီစံတာတက်တက်ဆွဲဆုတဲ့နေရာကိုစကေတူတုံးလိုက်တယ်ဒီကွန်ဘိုနဲ့လက်ခင်ရောက်လာတဲ့အမျှ long range ကနေဘတ်တယ်စဖွင့်ပေးတာတို့ဘာလို့လဲရတယ် ultimate ဆွဲစုတဲ့စန်တာတက်တက်မှာကတော့ခုံတာတို့ tigerian inflation တုံးတာတို့စသဖြင့် roma နဲ့ကွန်ဘိုမယ်ဆိုလဲရတယ် kimmy millen ဆော့မယ်ဆိုရင် goal line မှာနောက်ထပ် maxman တစ်ကောင်ကောင်းကောင်းကြီးကိုပစ်လို့ရသေးတယ်အဲ့အတွက်လက်ကိန်းမှာ maxman နှစ်ကောင်အားနဲ့ဆိုတော့အာလီတူလက်ကိန်းတော်တော်လေးမြားတဲ့ flow လို့ပြောလို့ရတယ်ဒါပေမဲ့ င်မင်းရဲ့ပြဿနာကလင်တို့လိုအဆက်ဆင်မျိုးတွေနဲ့ဝင်ထိုးတာတို့မာရှားလိုကောင်နဲ့ဘက်ကလိုင်းဝင်တာမျိုးတွေအဲ့လိုမျိုးတကယ်တကယ်တမ်းဝင်လုံးနေဆိုရင်မခံနိုင်ဘူးအဲ့ဒီအတွက်ကြောင့်မလို့တစ်ဖက်ကအဆက်ဆင်ပါတဲ့အခြေအနေမျိုးတွေမှာကင်မီကို ပြန်ကာပေးလို့ရတဲ့အဆက်ဆင်ကိုထိန်းလို့ရတဲ့ဗဒန်တိုင်ဂရီရဲ့ကူဖရာအဲ့လိုမျိုးကောင်တွေနဲ့တစ်ဖက်အဆက်ဆင်ကိုပြန်ထောက်ထားတဲ့နဲ့ဒီမှာဆိုရင်ဘက်ကထရွန်ရဲ့ပစ်ဆိုတော်တော်လှတယ်ဗဒန်ရူဘီဖက်ဒရင်နဲ့ ခိုင်ရီရဲ့ assassin ကိုထောက်ထားပြီးသားကဲဆိုတော့ကကင်မီနဲ့ပတ်သက်ပြီးတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ brother တို့ရဲ့ကင်မီအပေါ်အမြင်လေးတွေကိုလည်း comment မှာရေးခဲ့ကြပါအောင်အဆုံးထိကြည့်ရှုပေးတဲ့သူတက်ရှင်းစတိုင်ကိုကျေးဇူးများရှိပါတယ်ကျွန်တော်ကတော့ KC ပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြရပေါ့ bye bye mobile legends ပွဲတွေကိုကျေးတာနဲ့ယုံကြည်စိတ်ချစွာဆော့ကျင်နေဆိုလို့ရှိရင်ကျွန်တော်တို့ wine spot ရှိပါတယ်ကျွန်တော်ပင် comment မှာပေးထားတဲ့ telegram group ကနေတဆင့် အကောင့်ဖွင့်ပြီးတော့စော်ကစားနိုင်ပါတယ်ကျွန်တော် Telegram group join ထားတဲ့လူတွေအတွက်လည်း eSport jersey ၅ထည်စာ giveaway ပေးဖို့ရှိပါတယ်ဆိုတော့အားလုံးကိုကျေးဇူးများတင်ပါတယ်